ဗမာတက်လီဝဲစံပြိတ္တများမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါရှင်မိုးပြင်းမှာအင်အားသုံးထိုးစစ်ဆင်လာသည့်စစ်တပ်ကတော်လရင်တပ်များတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စံပြင်းနယ်နဲ့ကင်းနီပြင်းနယ်အစံမိုးပြဲမှောင်အင်အားသုံးထိုးစစ်ဆင်လာသည့်စစ်တပ်ကိုတော်လိုင်းရေးတပ်များကပြန်လည်တိုက်ခိုက်ခဲ့ရန်စစ်သား55ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိကောင်စစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားကြောင်း KNDF ကသတင်းထုတ်ပြန်ပါသည်မလ73ရက်နေ့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးများအလွန်အကျူးသုံးပြုကထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်ရှီတန်းကင်းနေရာအချို့တပ်ဆုပ်ပေးခဲ့ရကြောင်း မလ14ရက်နေ့မှာတော်လရင်အင်အားစုများကပြည်လဲထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြမ်းမတ်စစ်တပ်မှအနည်းဆုံး75ဦးသေဆုံးပြီးဒဏ်ရာအများပြားရရှိကာပြည်လဲဆုတ်ခွာသွားခဲ့ကြောင်းတိုက်ပွဲအတွင်းဇန်သူလက်နက်ကိုလက်နေဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်မျိုးပြတော်လန်ကြီးတပ်ဦး URM ကိုထက်ကမလ7ရက်နေ့မှာပြည်သူစီအင်အားအလုံးရင်းနဲ့ဒီယုံတွင်အစိမ့်ွေပုံတွင်နဲ့မိုးပြဲမျိုးကိုထိုးစစ်ဆင်နေမလ14ရက်နေ့တနေ့လုံးတပ်ပွဲဖြစ်တဲ့မနေ့က ညနေပိုင်းမှာမိုးပြင်းမှာဆုံလိုက်ရတဲ့နေရာတွင်အကုန်ပြန်ရတယ်။စစ်တပ်ဘက်မှအနည်းဆုံး15ဦးထက်မနည်းသေဆုံးတယ်လို့ပြောဆိုပါတယ်။တိုက်ပွဲတွင်တော်လိုင်းရင်အင်အားစုဘက်မှ KND ရဲ့တရင်တုံရဲဘော်တဦးမြင်းမြတ်စွာကြာဆုံးခဲ့ရကြောင်းမိုးပြက်တိုက်ပွဲမှာအကြမ်းမတ်စစ်ကောင်စီမှအစိမ့်ဝေပုံပစ်ခတ်ခြင်းနှင့်မိလောင်ပုံများအုံပြုတိုက်ခတ်ခြင်းကြောင်းမိလောင်ပုံများအုံပြုတိုက်ခတ်မှုကြောင့်မလအတွင်မိုးပြက်မျိုးပေါ်ရက်ကွက်များအတွင်နေအနေဆုံး15လုံးထပ်မင်းမိလောင်ပျက်စီးခဲ့ရကြောင်းသိရှိရပါသည် 2024ခုနှစ်ဒီဇင်ဘာလမှစ၍ယနေ့အထိမိုးပြေကိုရရှိရန်အကြမ်းမဆက်ကောင်စီကလူရင်းအားနှင့်ဒရုန်းများလက်နက်အင်အားတလုံးစွာအသုံးပြု၍ထိုးစစ်ဆင်မှုကိုတော်လည်ရင်းအင်အားစုများဖြစ်ကြသည့်စမ်းအောင်စစ်တေတာခွဲအမတ်တပြူဟံကင်းနီအမျိုးသားများကာကွယ်ရေးတပ်နှင့်အခြားတပ်ပေါင်းစုများကခုခံလျက်ရှိကြောင်းသိရှိရပါသည်ရှင်။ ဆက်လက်ပြီးစင်ကူလက်ပံလာရွာကိုစစ်လေရင်ဖြင့်ပုံကျဲမှုကြောင့်တည်ဆုံးသူ28ဦးမှဇူအလောင်းပစ္စည်းသူများပါဝင်ပြီးအလောင်းများထပ်မံဆောင်ဝင်နေတရားရသူ32ဦးမှလည်းစိုးရင်ရသူများပါဝင်တာကြောင့်တည်ဆုံးသူထပ်တိုးလာနိုင်စွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည် မန္တလေးတိုင်းစင်ကူမြို့နယ်လက်ပံလာရွာကိုအကြမ်းမတ်စစ်တပ်ကလေရင်ဖြည့်ပုံချက်တိုက်ခိုက်ခြင်းကြောင့်လေးလအရွယ်ကလေးငယ်နဲ့ကလေး၆ဦးအပါဝင်ပြည်သူ၂၈ဦးသေဆုံးပြီး32ဦးထိခိုက်ဒဏ်ရာရကောင်သေဆုံးသူအကြီးအကျယ်တိုးလာနိုင်ကြောင်းစင်ကူမြို့နယ်ပကဖားသတင်းတာဝန်ခံကပြောဆိုပါတယ်။ဇမန်နေ့မလာ၁၄ရက်နေ့မွန်လွဲ၃နာရီ၁၄မိနစ်ခန့်မှာစင်ကူမြို့နယ်လက်ပံလာရွာကို အကြမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလင်းရင်ဖြင့်ပုံကျက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းအကြမ်းမတ်စစ်တပ်၏ပုံကျက်တိုက်ခိုက်မှုကြောင့်အသက်၄လအရွယ်ကလေးငယ်တအူနှင့်ကလေးချာဦးအပောင်းဝင်ပြည်သူ၂၈ဦးသေဆုံးခဲ့ပြီးပြည်သူ၃၂ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်ထိခိုက်ဒဏ်ရာရရှိသူ32ဦးမှလည်းအသက်အနည်းငယ်ဆိုရင်ရသည်ပြင်းထန်ဒဏ်ရာရရှိသူများပါဝင်ပြီးတိစုံမှုအရေးအတွက်ထပ်တိုးနိုင်ကြောင်းဒါအပြင်ပြည်သူပိုင်းနေအိမ်၅လုံးလည်းမီးလောင်ပြားကျခဲ့ကြောင်းသိရှိရပါသည် စစ်ခွေးတွေကအကြောင်းမဲ့ပုံချက်တက်ခိုက်သွားတာပါထိခိုက်တရားရရှိသူတွေထဲမှာစိုးရင်ရတရားရတဲ့သူတွေပါဝင်နေအခုအတည်ပြုနိုင်တာ29ဦးပုံအသက်၄လအရွယ်ကလေးငယ်နဲ့ကလေး၆ဦးလေးတိစောမှုတွေမှာပါဝင်နေလို့သိရတယ်။တချို့ရွာအလောင်းတွေကမိလောင်ကျွမ်းသွားတယ်။နေမြေရှင်းလင်းရလပြီးရွာအလောင်းတွေရှိနိုင်အောင်မလားစဖွင့်နေပါတယ်။ထိခိုက်တရားရရှိသူကတော့32ဦးရှိနေ။နေအိမ်ကလုံးလည်းမိလောင်ပြကျသွားတယ်လို့စေကူမြို့နယ်ပကဖသတင်းတာဝန်ခံကပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးအေအေးထိုစစ်ကိုကာကွယ်ရန်နှင့်စစ်ကူဖြစ်သိရန်ရွှေတော်မှလေရင်ခွင်းနှင့်ပြည်လန်းအမြန်ဆောက်လုပ်ပြီးစစ်လေရင်များစတင်ဆင့်သက်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ပဲခူးတိုင်အတွင်းအေအီထိုးစစ်ကိုကာကွယ်ရင်စစ်ကူများအချိန်မီဖြစ်သိနိုင်ရန်ဆွေတော်မြို့နယ်မှာလင်းရင်ပြင်းလဲအမြန်ဆောက်လုပ်ပြီးစစ်လင်ရင်ပြန်တန်းစင်တတ်မှုများစတင်စတင်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်ပဲခူးတိုင်ဆွေတော်မြို့နယ်နှင့် တဲကုံမြို့နယ်အစပ်မှာစစ်ကောင်စီကလေရင်ပြေးလန်းနဲ့လေရင်ကွင်းတစ်ခုကိုအမြန်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာစစ်လေရင်ပြန်တန်းစစ်တပ်မှုများကိုလွတ်ဆောင်နေပြီဖြစ်ကြောင်း AE စစ်တူလာတော်ထိုးစစ်ကိုကာကွယ်ရန်နဲ့ရခိုင်နယ်ပဲခူးဒေသများမှာလေကြောင်းတိုက်ခတ်မှုများလွတ်ဆောင်ရန်အတွက်စစ်တပ်ကရင်းလေရင်ကွင်းနဲ့ပြေးလန်းကိုအမြန်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်အဆိုပါလေရင်ကွင်းသည်ရွှေသာမြို့နယ် ဆန်းကွန်ပြည်အဝေးပြေးလမ်းမကြီးသို့တိုက်ရိုက်သွားလာနိုင်သည့်လမ်းများဖောက်လုပ်ထားပြီးလေရင်ကွင်းဘေးမှလည်းအမြောက်တပ်များခြေလင်းတပ်များစွာစီနေကြသိရှိရပါသည် လာပိုင်းဆက်ပိုင်းကာလအတွင်းမှာရွှေတော်မြို့နယ်ထဲမှာလေရင်ပြေလန်တစ်ခုကိုစစ်တပ်ကအ мян ဖောက်လုပ်တဲ့အစဉ်ကလုံးဝမရှိဘူးအ мян တိဆောက်ထားတာညာဘက်ဆိုရင်လေရင်အသက်ဆင်းတွေလုံးနေပြီးလေရင်ကွင်းကိုစိုက်ပျိုးရေးရွာတင်နေကန်းနေရွာဘက်ကနေဝင်နေရခိုင်ပကိုးနေအညာဘက်ကိုအတီးကလေကြောင့်ဆစ်စင်ရဲလုံးမယ်လို့သိရတဲ့သူနာမှာစကားဆိုင်ရဲ့၆၆နဲ့မလမ်းမကံမင်းပြည်ရည်နံမြင်းနဲ့လည်းနှီးတယ်လို့၎င်းကပြောဆိုပါတယ် အေအေကတောင်ကုန်းလမ်းမိုက်မှတဆင့်ပဲခူးနိုင်အတွင်တုံးဝင်ရောက်လာနေပြီးမိုးထီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့ညောင်ကျိုးတစခန်းကိုမလာ14ရက်နေ့တို့မှာအတီးတီးသိမ်းပိုင်နိုင်ခဲ့ကြောင်းဇင်နောင်းအေအေထိုးစစ်ကပဲခူးနိုင်အတွင်တုံးတုံးဝင်လာနေကြောင်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးအောင်လံမြို့နယ်ကမဆာဆန်ကမှာကင်းပတ်ရန်ထွက်ခွာလာသည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည် မကွေးတိုင်းအောင်လံမြို့နယ်ကပါစာဆန်ကမှာကင်းပန်းရံထွက်ခွာလာတဲ့အကြမ်းမဆက်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ရန်စစ်သား၃ဦးတေဆုံးခဲ့ကြောင်းကိုတုံညာနှင့်တိုင်ရင်တောင်တွင်းကြီးတပ်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ် မလ23ရက်နေ့ည7:40မိနစ်ခန့်အချိန်အောင်လံမြို့အခြေဆိုင်ကာမစ15မောင်အကြမ်းမဲ့စစ်ကောင်စီတပ်သား25ဦးခန့်သည်တံမူလာချင်းရွာနှင့်အနီးပတ်ဝန်းကျင်ကိုကင်းပတ်ရန်ထွက်ခွာလာစဉ်တော်လရဲပူပေါင်းတပ်ဖွဲ့များကတံမူလာတိုင်းနယ်အတွင်းရှိ ဖောင်ရုံးအင်ဂျင်ကျွဲကောင်းရွာလမ်းဆုံမှာစတိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ထိနေတိုက်ပွဲမှာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမဲ့စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်း ိုက်ပွဲဖြစ်ပွားရာနေရာမှာဖိုက်ပွဲဖန်ဆီးကြီးနှစ်တောင်း MA 2ကြီးပါတစ်ခုနဲ့အုတ်ထုတ်တက်လုံးတင်စီရာစီခဲ့ကြောင်းတိုက်ပွဲတွင်ကမဆာ15မှာအကြမ်းမဲ့စစ်တပ်၏စစ်ကူများရရှိလာတာကြောင့်တော်လန်ရဲရဲဘော်များအထူးကဲ့မရှိပြည်လဲစုခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ောင်လန်ကမဆဆန်ငါးကနေစစ်ခွေ25ကောင်တမူလာကျေးရွာနေအနီးပတ်ဝန်းကျင်နေရာတွေကိုကင်းပတ်ဖို့ထွက်လာတဲ့အချိန်တမူလာတိုက်နယ်အတွင်းကဖောင်ရိုးအင်ဂျင်ကျွဲကောင်းရွာလမ်းဆောင်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ပွဲကြောင်ချိန်က10မိနစ်လောက်ရှိနေစစ်ခွေ3ကောင်တင်ပြီးအပြင်းထန်တရားရတဲ့စစ်ခွေတကောင်ပါဝင်9ကောင်ထိခိုက်တရားရတယ်လို့သိရတဲ့ဟုကိုတုံညာနေတရင်တောင်တွင်ကြီးတခွဲမှာတောင်ဝင်ရှိသူကပြောဆိုပါတယ်အစောပိုင်းတက္ကမှုကနေပြည်တော်တည်ရင်ကိုတုံညာနေနေပြည်တော်တည်ရင်စစ်တုံညာလေး တရဲခရံအမတ်တင်တရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အောင်လံပကပတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါပါတယ်ရှင်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမတင်ဆက်နာကျမရဲ့ဆွေလန်းချမ်းမြေချပါစီရှင်။